အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုထဲမှာတော့ Cambridge ကထုတ်ထားတဲ့ Essential Grammar User Resource က Unit 41သင်ခန်းစာအကြောင်းလေ့လာမှာဖြစ်ပါတယ်ဒီ Unit 41မှာဆိုလို့ရှင်တော့ have you လို့ are you လို့ don't you လို့ရအသုံးပြုပုံတွေလေ့လာမှာဖြစ်ပါတယ်ဒီ unit 41ရဲ့အကောင်းဆုံးအရဆိုလို့ရှင်တော့ have you are you don't you ပေါ့နော်အဲ့တော့ဒီမှာနမူနာလေးတွေလေ့လာကြည့်မယ် i had bought a new car ကျွန်တော်ကားအသစ်တစ်စီးဝယ်လိုက်တယ် oh have you oh ဟုတ်လားဆိုတာမျိုးပေါ့ i'm writing a book ငါစာအုပ်တော့ပြင်နေ are you really တကယ်လား what about ဘာအကြောင်းလဲပြီးတော့ i don't like george ငါ george ကိုတိတ်ပြီးသဘောမကျဘူး don't you ဟုတ်လား why not ဘာကြောင့်လဲပေါ့နော်ဒီလိုပုံစံလေးတွေပေါ့ဒီလိုပုံစံလေးတွေကဘယ်နေရာမှာသုံးလဲဆိုလို့ရှင်ね you can say have you တို့ insist တို့ can he တို့ etc ပေါ့နော်ဒီမှာအများကြီးရှိနိုင်တယ်ပေါ့ to show that you are interested မင်းကဒါကိုစိတ်ဝင်စားတယ်ဒါမှမဟုတ်လို့ရှင် surprise အံ့အားတင်သွားတယ်ဒီအပေါ်ဝါကြလေးပြန်ကြည့်ကြည့်မယ် app for a new car ငါကားအသစ်တစ်စီးဝယ်လိုက်တယ် oh have you ဟုတ်လားပေါ့ဟုတ်လားဆိုပြီးဒီ surprise ဖြစ်သွားတယ်အံ့အားတင်သွားတယ်ဒါမှမဟုတ်လို့ရှင်ဒီဘက်ချက်မှာ i'm writing a book ကျွန်တော်စာအုပ်တော့ရေးနေတယ်ငါစာအုပ်တော့ရေးနေတယ်ပေါ့နော် are you really ဟုတ်လား oh what about ဘာကြောင်းလဲဒါစိတ်ဝင်စားမှုကိုပြတာအဲ့ဒီအချိန်မှာတော့လေတန်တုံးလေးတွေအတန်တုံးအသေးနဲ့မဟုတ်ဘဲနဲ့ဒီစိတ်ဝင်စားမှုပြလိုက်တဲ့ surprise ဖြစ်သွားတဲ့အတန်မျိုးလေးတွေနဲ့တော့ပြောဖို့တော့လိုလိမ့်မယ် i don't like george အကြောကိုတိတ်တဘောမကြဘူး don't you why not ဒါမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေတန်တုံးလေးတွေကတော့နည်းနည်းပြင်ပြီးတော့ပြောဖို့တော့လိုမယ်ပေါ့နော်ဒီနေရာလေးမှာ you are late မင်းနောက်ကျတယ် oh am i i'm sorry မင်းနောက်ကျတယ်ဟာငါဟုတ်လား oh sorry เนาะအဲ့ဒါမျိုးပေါ့ I was ill last week. I'm ငါပြီးခဲ့တဲ့တစ်ပတ်ကဖြားနေတယ် Were you ဟုတ်လား I didn't know that I'm ငါမသိခဲ့ဘူးပေါ့ It is raining again. မိုးထရွာပြန်ပြီ Is this ဟုတ်လား It was sunny 10 minutes ago. ပြီးခဲ့တဲ့7မိနစ်ကနေပူနေခဲ့တယ်လေ There's a problem with this car. Is there What's wrong with it? The ဒီကားမှာပြဿနာတစ်စုံတစ်ခုရှိနေတယ် Is there ဟုတ်လား ဒါမျိုးပေါ့ဟုတ်လားဒီမှာရှိနေတာလားဒီကားမှာဒါဖြစ်နေတာလားပေါ့နော်အဲ့ဒီအခြေအနေမျိုးပေါ့ what's wrong with it ဘာတွေဖြစ်လွဲနေတာလဲဘာတွေမှားနေတာလဲဘာဖြစ်တာလဲပေါ့ you can drive ဘေကကားမမောင်းနိုင်ဘူး can he ဟုတ်လား तू မမောင်းနိုင်ဘူးလား i didn't know that အော်ငါမသိခဲ့ဘူးပေါ့ဒါမျိုးအခြေအနေလေးတွေပေါ့နော် surprise ဖြစ်သွားတဲ့ပုံစံမျိုးလေးတွေအံ့အားသင့်သွားတဲ့စိတ်ဝင်စားသွားတဲ့ဟာမျိုးပေါ့နော် I'm not hungry. ငါပိုက်မစားဘူး. Are you mean ပိုက်မစားဘူးလား? I am. ငါတော့ပိုက်စားနေတယ်. Sue isn't at work today. Sue ဒီနေ့အလုပ်မှာမရှိဘူး. Isn't she? သူမမရှိဘူးလား. Is she a? သူမဖြားနေတာလား.အဲ့ဒါမျိုးပေါ့နော်.ဒီဝါကြားတွေပြန်ကြည့်မယ်ဆိုလို့ရှင်သူကဒီတစ်ခုခုကိုပြောလိုက်တဲ့အချိန်မှာဒီဘက်ချန်ဟုတ်လား.အမဟုတ်ဘူးလားအဲ့လိုဟာမျိုးလေးတွေကိုပြန်ပြီးတော့ surprise ဖြစ်သွားတဲ့အချိန်မှာ response ပြန်တဲ့ပုံစံမျိုးလေးတွေပေါ့နော်အပြည့်အီးတွေလည်းဖြေစရာမလိုပြီးတော့ဒီ surprise ဖြစ်သွားတဲ့ပုံစံမျိုးလေးလည်းလေးဦးလေးတိုင်းလေးကိုပြောဖို့လိုပါတယ် မဆိုလို့ရှိရင် use do does for the present simple present simple အတွက် do net does ကိုသုံးပါတယ် past simple အတွက်ဆိုလို့ရှိရင်တော့ did ကိုသုံးပါတယ် i speak four languages ငါဘာသာစကားလေးမျိုးပြောတတ်တယ် do you မင်းဟုတ်လား which one ဘာတွေလဲပေါ့ ban doesn't eat meat ဘန်ကအသားမစားဘူး doesn't he သူမစားဘူးဟုတ်လား does he eat fish သူငါရောစားရလားပေါ့ Nicola got married last week. Nicola ပြီးခဲ့တဲ့တစ်ပတ်ကအိမ်အောင်ပြုလိုက်တယ် ဖြစ်ရှိသူမအိမ်အောင်ပြုလိုက်တာလား really တကယ်လားပေါ့ဒီ surprise ဖြစ်သွားတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့ဒီဟာကိုပြန်ပြောရမယ်ဆိုလို့ရှင်သူကဒီလိုမျိုး response ပြန်တဲ့အခါမှာဒီဘက်အချမ်းမှာတုံးထားတဲ့အကူကရိယာကိုပဲတုံးပြီးတော့ပြန်ရတယ်ဒီဘက်အချမ်းမှာ amissa buff to be နဲ့ပြောတိုင်းဒီဘက်အချမ်းမှာ buff to be နဲ့ပြန်တယ်အဲ့ ဒီဘက်ချမ်းမှာ auxiliary verb ဖြစ်တဲ့ can or will တို့အဲ့လိုတခြားစကားလုံးတွေရှိမှာပေါ့နော်အဲ့ဒါကြီးနဲ့လာခဲ့မယ်ဆိုတော့အဲ့ဒီ auxiliary verb တွေနဲ့ပဲဒီဘက်ချမ်း respond ပြန်ပေးရတယ်အဲ့တော့ဒီ present simple နဲ့ past simple မှာကျတော့ तू do does did ဒီသုံးလုံးနဲ့ respond ပြန်ပေးရတယ်ပေါ့နော်ဒီဟာလေးတွေကလည်းတခြားလေ့ကျင့်တာဖို့လိုပါတယ်စကားပြောရမှာအရန်သုံးဝင်တဲ့ပုံစံလေးတွေဖြစ်ပါတယ် ဒီ session ဒီမှာတော့ question tag အကြောင်းလေ့လာအောင်ပါဗောနော်ဒီနမူနာပုံလေးကိုတစ်ချက်ကြည့်ကြည့်မယ်ဒီမှာ is a beautiful day ဒါလှပတဲ့နေ့လေးတနေ့ပဲ isn't it ဟုတ်တယ်မလား yes it is perfect question tag ကိုပဲနေရာမှာသုံးလဲဆိုလို့ရှိရင်တစုံတစ်ယောက်ကဗောနော်သူတခုခုအဆိုပြုလိုက်တယ်အဲ့ဒီအဆိုပြုလိုက်တဲ့ဟာကိုတစ်ဖက်သူကထောက်ခံလာအောင်လို့သူကစကားလမ်းကြောင်းလေးပေးလိုက်တယ်ဒီနေ့ကလှပတဲ့နေ့လေးပဲဟုတ်တယ်မလားအဲ့တော့ဒီဘက်ချင်ဟုတ်တယ်လို့ပဲပြန်ဖြေတော့ yes it is perfect အဲ့လိုအခြေအနေမျိုးလေးဒီမှာ question tag ကိုသုံးတယ် you can use သုံးနိုင်ပါတယ် have you လို့ exist လို့ can she လို့ပေါ့နော် at the end of the sentence ဝါကြရဲ့နောက်ဆုံးမှာဒါလေးတွေထားပြီးတော့သုံးနိုင်ပါတယ် these mini question are question tag ဒီနောက်ဆုံးမှာသုံးနေတာလေးကို question tag လို့ခေါ်ပါတယ်ပေါ့နော် isn't it တို့ပါလို့အဲ့လိုအခြေအနေမျိုးလေးတွေပေါ့သူ့ရဲ့ဝါကြပုံစံဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီအရှိမှာ positive sentence ရှိမယ်ဒီနောက်မှာ negative tag ရှိရမယ် is a beautiful day ဒီနေ့ကလှပတဲ့နေ့လေးပဲဒီနောက်မှာ negative question tag လေးရှိမယ် isn't it ဟုတ်တယ်မလားဒီနေ့ကလှပတဲ့နေ့လေးပဲဟုတ်တယ်မလား yeah it is perfect ဟုတ်တယ်ပေါ့ kate live in lana kate ကလန်ဒန်မှာနေတယ် doesn't she ဟုတ်တယ်မလား yes that's right မှန်တာပေါ့ you closed the window didn't you membrane box ကိုပိတ်ခဲ့တယ်မလား i think so and ထင်တာပဲ those you are night aren't they ဒီဖနက်ဒီမိုက်တယ်ဟုတ်တယ်မလား yes very night ရန်ကောင်းတာရန်လှတယ်ပေါ့ tone will be here soon တော့မကြခင်ဒီကိုရောက်လိမ့်မယ်ဟုတ်တယ်မလားပေါ့ desperately ရောက်ကောင်းရောက်နိုင်တယ်ပေါ့အဲ့တော့ဒီမှာပြန်ကြည့်မယ်ဆိုလို့ရှင်ဒီအရှိမှာ positive sentence negative tag ပြီးတော့ negative sentence လုပ်မယ်ဆိုလို့ရှိရင်ဒီဘက်ချက်မှာ positive tag ရေးရတယ်ဒါ question tag ရဲ့ပုံစံပဲ question tag မှာကြတော့ဝါကျတိဆောက်ပုံနှစ်မျိုးရှိတယ်ဒီဘက်ချက်မှာ positive sentence ဆိုရင် negative tag negative sentence ဆိုလို့ရှိရင် positive tag ပြီးတော့သူ့ရဲ့ပုံစံကကြတော့တစ်ခုခုလမ်းကြောင်းပေးပြီးပြောလိုက်တယ်ပြီးတော့တစ်ဖက်သူကဒါကြီးကိုသဘောတူအောင်လက်ခံအောင်တစ်ခါလေလမ်းကြောင်းပေးပြီးမိကုန်ပေးလိုက်တာဒီနေရာလှပတဲ့နေလေးပဲဟုတ်တယ်မလား memory ကကြောင်းမသွားဘူးဟုတ်တယ်နော်တစ်ခါလေအပိတ်မိကုန်နဲ့ပိတ်ပြီးမိပလိုက်တဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေအဲ့တော့ that isn't your sure. car ဒါမင်းရဲ့ကားမဟုတ်ဘူးဟုတ်တယ်မလား yes it's my mother. mother's ဒါကျွန်တော်အမေရဲ့ကားပေါ့ you haven't met my mother မင်းငါရဲ့အမေကိုမမြင်ဘူးဘူးနော် have you ဟုတ်တယ်မလား no i haven't မမြင်ဘူးဘူးပေါ့ Helen doesn't go out much, does she? Helen ga apyin yan ma twa bu hout de no. No she doesn't spot. You won't be late, will you? Me naw ma ja bu No I never late. Nga be raw ma naw ma ောက်တစ်ချက်ကကြတော့ဘာရှိလဲဆိုလို့ရှိရင် deposit centers နဲ့မေးလိုက်တဲ့ဘက်အခြေအနေမှာ yes တွေနဲ့ပြန်ဖြေရတယ်။ negative centers နဲ့မြည်တဲ့အခြေအနေဒီမှာကြာလို့ရှိရင် no နဲ့ပြန်ဖြေတယ်။အဲ့ဒါတွေကတကယ်တော့ positive တွေ negative တွေခွဲတာမျိုးမဟုတ်ဘူး။ဒီဘက်အခြေအနေပြောလိုက်တာဒီဘက်အခြေအနေသဘောတူတယ်လို့ပြန်ပြီး respond လုပ်တဲ့ပုံစံမျိုးပဲဖြစ်တယ်။ဒါကတော့ question tag ရဲ့ပုံစံပေါ့နော်။နောက်ထပ် question tag ကို American style ကကြတော့ဒါမျိုးမဟုတ်ဘူးပေါ့နော်။သူကဒီမှာ it's a beautiful day ဒီနောက်မှာ right တလုံးပဲဟုတ်တယ်မလား right it's a beautiful day right Calvin live in London right သူမှလန်ဒန်မှာနေတယ်ဟုတ်တယ်မှလားအဲ့လိုမျိုးလဲတုံးလို့ရတယ်ပေါ့နော် ဒီ exercise 40.1မှာတော့ answer with do you တို့ doesn't she တို့ did they တို့ဒီဟာတွေနဲ့ဖြည့်ပေးရမယ်ပေါ့နော်။သူကဒီ exercise ကအဓိကပါလဲဆိုလို့ရှင် present simple နဲ့ past simple မှာအကူကရိယာ do that did ဒီသုံးလုံးကိုသုံးပြီးတော့ပြန်ပြီးဖြည့်တဲ့ပုံစံလေးနဲ့လေ့ကျင့်ရမှာဖြစ်ပါတယ်။ I speak four languages ကျွန်တော်ဘာသာစကားလေးမျိုးပြောတတ်တယ်ဟုတ်လား။ Which one bari level do you? I work in a bank ကျွန်တော်ဘဏ်တစ်ခုမှာအလုပ်လုပ်တယ်။ ဟုတ်လားဗောဒီဘက်အချမ်းမှာ I work in a bank too ငါလည်းပဲ bank တစ်ခုမှာလုပ်လုပ်တယ်ဒီဘက်အချမ်းမှာက present simple ဖြစ်တဲ့အတွက်ဒီမှာပဲကုက္ကရိယာသုံးရမလဲဗောနော် ပြီးတော့ဒီမှာ subject ကိုလည်းကြည့်ကြည့်လိုက် you နဲ့ပြန်ပြီးမယ်ဆိုလို့ရှိရင်တော့ do you ပဲဖြစ်မှာဗော I didn't ဒီမှာဆို past tense ဖြစ်သွားပြီ past tense ဆိုလို့ရှိရင်ဒီဘက်အချမ်းမှာဘာနဲ့ဖြစ်မလဲဗောဒီမှာလည်း negative ဖြစ်သွားပြီ I didn't go to work yesterday မနေ့ကကျွန်တော်လုပ်မသွားခဲ့ဘူးဟုတ်လားမသွားဘူးလားဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဒီနားလေးမှာ negative နဲ့မိကုန်လောက်ရမှာမျိုးဗောနော်အဲ့လိုမျိုး ဲကျန်တဲ့ဝါကြတွေကြိုးစားဖြည့်ကြည့်ပါ if 40.2မှာကြာလို့ရှင် answer with have you လို့ haven't you လို့ did she လို့ didn't she လို့ဒါတွေနဲ့ဖြည့်ပေးရမယ်ဒီမှာတော့ present perfect ပေါ့ i have bought a new car have you ပြီးတော့ဒီမှာ him doesn't eat meat သင်ကအသားမစားဘူး doesn't he သူမစားဘူးလား does he eat fish သူငါရောစားလားပေါ့ i've lost my key ငါတော့ပျောက်သွားတယ်တော့ပျောက်သွားတာဒါ ီမှာ half ပါတဲ့အတွက်ဒီဘက်ချက်မှာ half နဲ့ပြန်ပြီးမိကုန်လေးလောက်အောင်ပါဗောနော်အဲ့လိုမျိုးပဲဒီဘက်ကြတွေအကုန်လုံးစူးစမ်းပြီးဖြည့်ကြည့်ပါ 41.3မှာကျွန်တော် complete the sentences with a question tag isn't it to happen to လို့နဲ့ဝါကြတွေပြအောင်ဖြည့်ပေးရမှာပေါ့ it's a beautiful day isn't it တာပါတဲ့နေ့လေးပဲဟုတ်တယ်မှလား yeah it is perfect အဲ့ positive sentence ဆိုရင် negative tag တွေလာမယ်ဒီမှာတော့ positive sentence တွေကြီးပဲပေးထားတယ်ပေါ့ဒီဘက်ချက်မှာ negative tag တွေလာမယ်အခုကြိယာကကျတော့ဒီဘက်ချက်မှာ buff to be နဲ့ပြောရလို့ရှင်ဒီဘက်ချက်မှာ buff to be နဲ့ဖြည့်ရတယ်ဒီမှာ past ဆိုလို့ရှင် past tense ပေါ့ buff to have နဲ့ဆိုလို့ရှင် buff to have ပြီးတော့ဒီမှာဆိုလို့ရှင် back to do ဖြစ်သွားမယ် present simple ဆိုတဲ့အတွက်အဲ့လိုမျိုးပဲဒီဘက်ကြတွေစူးစမ်းပြီးဖြစ်ကြည့်ပါပါတီ1.4မှာဆိုလို့ရှင် complete these sentences with a question tag positive တို့မဟုတ် negative ပေါ့ positive ဆိုရင်လည်း positive negative ဆိုရင်လည်း negative လောက်အောင်မယ်အဲ့တော့ positive sentence ဆိုရင် negative တက်လာမယ် negative sentence ဆိုလို့ရှင်ဒီဘက်ချက်မှာ positive tag လာလိမ့်မယ် you aren't tired မင်းမပင်မန်းသေးဘူးဟုတ်တယ်မှတ်လားဒီဘက်ချက်မှာ negative ဖြစ်တဲ့အတွက်ဒီဘက်ချက်မှာ positive တက်လာနိုင်မယ်အဲ့တော့ဒီမှာဆိုလို့ရှင် Lisa is a very nice person ဒီစားကအရင်ကောင်းတဲ့လူတယောက်အဲ့တော့ဒီမှာ positive ဖြစ်တဲ့အတွက်ဒီဘက်ချက်မှာ negative တက်လာမယ်သူရဲ့ဒီဘက်အခုကရိယာနဲ့ပဲဒီဘက်ချက်မှာပြန်သုံးရတယ်အဲ့လိုမျိုးပဲ channel ဝါကြအကုန်လုံးစူးစမ်းပြီးဖြည့်ကြည့်ပါ